MGS5 ကို battery ရဲ့ motor ရဲ့ lifetime warranty ပေးထားတဲ့ကားလေးတစ်စီးဖြစ်တာဖြစ်တဲ့အတွက်လက်တလုံးမှာဒီကားကအရန်ကိုလူကြိုက်များတဲ့ကားလို့ပြောလို့ရတယ်ဒီနေရာလောက်ကဖြတ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့ MG4 MG4 SUV ပြောင်းလိုက်တဲ့ပုံစံမျိုးရှိတယ်။အဲ့တော့အောက်ပိုင်းကိုနည်းနည်းလေးဖြတ်ကြည့်မှဆိုလို့ရှိရင် MG ရဲ့ ZS နဲ့ပုံစံလေးတူတာကိုတွေ့ရတယ်။ဟာ grade 3မျိုးရှိတယ်။ DL, VL, XS ဆိုပြီးတော့ grade 3မျိုးရှိမယ်။အဲ့ grade 3မျိုးက around ဘယ်လောက်ရှိလဲဆိုတော့အဲကျွန်တော်တို့ဘတ်9သိန်းရတယ်မှာဘတ်10သိန်းကြားထဲမှာပဲရှိတယ်။ ဆိုလို့ရှိရင်တော့ MG ရဲ့ S5 ကိုကျွန်တော်ဘင်းမှာမြင်နေရပဲဖြစ်ပါတယ်။ဒီ MG ရဲ့ S5 ကတော့အဲဒီ time မှာဆိုလို့ရှိရင်တော့ revolution ဖြစ်လာတယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ MG ရဲ့ S5 ကို battery ရဲ့ motor ရဲ့ကို lifetime warranty ပေးထားတဲ့ကားလေးတစ်စီးဖြစ်တာဖြစ်တဲ့အတွက်လက်တလုံးမှာဒီကားကအရန်ကိုလူကြိုက်များတဲ့ကားလို့ပြောလို့ရတယ်။အဲ့တော့ဒီကားရဲ့ design ဘက်ကိုကြည့်မှဆိုလို့ရှိရင်လည်းဒီကားက MG4 ရယ် MGZS ရယ်ပေါင်းထားတဲ့ဒီဇိုင်းနဲ့ကျွန်တော်ပြမမြင်နေရဖြစ်တယ်။ MGS5 မှာဆိုလို့ရှိရင်တော့ version ၃မျိုးရှိတယ်။ MGS5D ရယ် MGS5X ရယ် MGS5V ရယ်ဆိုပြီးတော့ version ၃မျိုးရှိရယ်ပေါ့နော်။ D ရယ် X ကာ standard rate ဖြစ်ပြီးတော့ S5V ကကြတော့ boundary ဖြစ်သွားတယ်။အလွယ်တကူခွဲရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Saru ပါမပါနဲ့လည်းအလွယ်တကူခွဲလို့ရရယ်ပေါ့နော်။ဥပမာ Saru ပါရယ်ဆိုလို့ရှိရင်ဒါသေးကြတယ်။ S5V နဲ့ X နဲ့ပဲ။ S5 D မှာကျတော့ဆန်ရုပ်လုံးဝမပါလာဘူးအဲ့ဒါနဲ့အကျန်းမြက်အလွယ်ကူဖွဲလို့ရတယ်ကျန်တဲ့အပြင်ပိုင်းဒီဇိုင်းပိုင်းနဲ့ပတ်သက်လာတာတွေကအကုန်လုံးနှိပါတူတယ်ဘာတွေ꿰သွားမလဲဆိုတော့အတွင်းပိုင်း interior လေးနည်းနည်း꿰မယ်ပြီးလို့ရှိရင်ကျွန်တော် battery capacity လေးနည်းနည်း꿰မယ်ပြီးလို့ရှိရင် driving rate လေးနည်းနည်းလေး꿰သွားမယ်ပေါ့နော်အခုအဲ့တော့ဒီဇိုင်းပိုင်းကိုကြည့်အောင်ဒီဇိုင်းပိုင်းကိုကျွန်တော်ဒီနေရာလောက်ကဖြတ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့ MG4 MG4 SUV ပြောင်းလိုက်တဲ့ပုံစံမျိုးရှိတယ်အဲ့တော့ အောက်ပိုင်းအောင်နည်းနည်းလေးဖြတ်ကြည့်မှာဆိုလို့ရှိရင် MG ရဲ့ ZS နဲ့ပုံစံလေးတူတာကိုတွေ့ရတယ်ဒါပေမဲ့သူဒီမှာပေါ့နော်သုံးထားတဲ့ highlight ကတော့ပုံမိုက်သွားတယ် MG4 ထပ်ပုံပြီးမိုက်သွားတယ်ဆိုတော့ခံစားချက်ကိုအပြစ်ခံစားရတယ်သူက daytime running light နဲ့ပေါင်းထားတဲ့ပုံစံလေးကတော်တော်လေးမိုက်တယ်အတွင်းထဲမှာဒီ video ကို design ပေါ်ပေးထားတဲ့ pattern လေးကအရန်လာတယ်သူကအဲ့ဒါလည်းမပြီးသေးဘူးသူကနှစ်ဆင့်ဒီမှာတဆင့်ပါမယ်ဒီအောက်မှာ projector light တဆင့်ပါမယ်အဲ့ဒါလေးကမိုက်တယ်အဲပြီးလို့ရှိရင်သူ့ရဲ့အလဲမှာကျွန်တော်360 camera ပါလာမယ် ူက SUV ဖြစ်တာဖြစ်တဲ့အတွက်အောက်က ground clearance ဆိုလို့ရှိရင်လည်းအမြင်ပဲအရှိန်ပိုင်း design အနေနဲ့ပြောပါဆိုလို့ရှိရင်တော့တော်တော်လေးမိုက်တယ်ဒီဘက်ဖေးကြည့်အောင် အဲဘေးဘက်ကိုပြောရမယ်ဆိုလို့ရှိရင်ထုံးစံတိုင်းကျွန်တော် ring side ပေါ့နော် ring side နဲ့ align design ပေါ့နော် align design ဆိုလို့ရှိရင်လဲသူ့မှာတုံထားတဲ့ align design လေးကမစိုးလို့ပြောရမယ်ဒါပေမဲ့သူက ring side ကတော့နည်းနည်းလေးသေးထားတယ် ring side ကိုသူ16တုံထားတယ်ပုံမှန် SUV တော်တော်များများပါက16လောက်တုံထားများရပေါ့နော်ဒီကောင်ကကျတော့ SUV ဆိုမှဒီကောင် crossover SUV အမျိုးအစားဖြစ်တာကြောင့်မလားတော့မသိဘူးသူက ring side ကို16ကိုတုံပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ပေါ့နော်ဒီကျွန်တော်တို့ဘက်မှန်မှာဆိုလို့ရှိရင်လဲ ပြည့်ပြည့်စုံစုံပါတယ်ကျွန်တော် blind spot detector တွေပြီးလို့ရှိရင်360 camera တွေအချက်ပြမီးတွေစုံစုံလင်းလင်းပါတယ်တကားကတော့သူက flash hunt နဲ့မဖြစ်သေးဘူးတကားလက်ကင်အပြောင်းမဖြစ်သေးဘူးကျွန်တော်တို့ဒီ MG4 မှာတွေ့ရတဲ့တကားလက်ကင်ဒီဇိုင်းမျိုးလေးပဲပြီးရင်ကျွန်တော်တို့တကားအလဲ frame လက်ဝင်လို့မဖြစ်သေးဘူး sample လေးပဲဒီဘက်ဘေးဘက်ဒီဇိုင်းကိုကြည့်မှဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းလေး crossover SUV PP ကြည့်ရတာအဆင်ပြေတယ်ပြီးလို့ရှိရင်သူကဒီမှာ rain rain လေးပြေးထားတာကိုလည်းတွေ့ရတယ်အဲ့တော့အနောက်ဘက်ဆက်ကြည့်ရအောင် Okay အနောက်ဘက်ကို နည်းနည်းလေးလူတွေကနည်းလေးများတယ်ပြောဆိုဒီကားကတော်တော်လေးလူကြိုက်များဆိုတော့ကျွန်တော်တို့ကရိုက်တာအောင်မှဖြည်းဖြည်းဖြည်းချင်းစောင့်ပြီးရိုက်နေရတယ်ပေါ့နော်။သူ့ရဲ့အနောက်ပိုင်းဒီဇိုင်းကိုပြောပါဆိုလို့ရှိရင်လေရိုးရိုးရှင်းရှင်းလေးပဲ။သူ့အနောက်ဘက်မီဒန်သွားထားတဲ့ style ဆိုလို့ရှိရင် MG4 ရဲ့ standard race style မျိုးလေးနဲ့သွားထားတာလေးကိုတွေ့ရတယ်။ပြီးလို့ရှိရင်နောက်ဘက်မှာဆိုလို့ရှိရင်နောက်ဘက်ဆန်စာလေးလုံးပါတယ်။ပြီးလို့ရှိရင် spoiler လေးပေါ့နော်။သူ့ရဲ့အမိုးကနေဆင်းလာပြီး spoiler လေးအသေးလေးထုတ်ပြီးတော့မှအလဲမှာ brake ပြီးပါမယ်။အနောက်မှာနောက်ထုတ်လေးပါမယ်။အတွင်းမိုက်ကာကို space ကြည့်ရအောင်။ Oh ကာဂိုစပေးကတော့အမှတ်ပြစ်ပေးရမှာပဲ။ဘာလို့ဆိုတော့ကာဂိုစပေးကတော်တော်လေးကျဲတယ်။ဒီမှာကျွန်တော်ဒီလက်တကန်းတော့မှပဲမပြည့်ကျင်သေးဘူး။ကာဂိုစပေးကကျကျဝန်းရှိရလို့ပြောလို့ရတယ်။ဒီအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်က 2K အတွက်ကို slot နှစ်ဆင့်ဒီကောင်လေးဖွင့်လိုက်ရင် space တစ်ခုပါပြီးတော့အောက်မှာနောက်ထပ်တစ်ဆင့်ထပ်ဖွင့်လိုက်တော့မှ 2K အတွက်ကို slot လေးထပ်ပေးထားတယ်။ကာဂိုစပေးနဲ့ပတ်သက်လာရင်ကျကျဝန်းရှိရလို့ပြောလို့ရတယ်။နောက်ဖက်မှာဆိုလို့ရှိရင်တော့သူက 12V socket လေးတွေပါပြီးတော့လုံးဝမတွေ့ရသေးဘူး။ရိုးရိုးရှင်းရှင်းနဲ့ကာဂိုစပေးကိုပဲအသားပြထားတဲ့ပုံစံလေးမှရှိတယ်။နောက်ပိုင်း design နဲ့ပတ်သက်ပြီးပြောရဆိုလို့ရှိရင်တော့မစိုးဘူးပေါ့နော်။အတွင်းထဲသွားကြည့်ရအောင်။ ကျွန်တော်အတွင်းထဲရောက်ပြီပေါ့နော်အတွင်းထဲရောက်တဲ့ခါမှာဒီကားကအဲတော်တော်လေး classic ဖြစ်တယ်လို့ခံစားရတယ်အရင်ပရီမီယံဖြစ်တယ်လို့မခံစားရပါပဲဒီကားကအတွင်းထဲမှာတော်တော်လေး classic ဖြစ်တယ်လို့ခံစားရတယ်နောက်ပြီးရင်ဈေးပေါ့နော် ဈေးနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းဒီကားကတော်တော်လေးတန်တယ်လို့ပြောရမှာပဲဘာလို့လဲဆိုတော့သူပေးရဲ့ performance တွေအတွင်းမှာတုံထားတဲ့ material တွေ design တွေပြီးလို့ရှိရင်သူပေါ်တော့ဒီ battery နဲ့ motor ကို lifetime ပေးထားတဲ့ဟာမျိုးလေးတွေကတော်တော်လေးတန်တယ်လို့ပြောရမှာဆိုတော့သူက grade 3မျိုးရှိတယ် DL VL XL ဆိုပြီး grade 3မျိုးရှိမယ်အဲ့ grade 3မျိုးက around ဘယ်လောက်ရှိလဲဆိုတော့အဲကျွန်တော်တို့ back 9သိန်းရတယ်မှာ back 10သိန်းကြားထဲမှာပဲရှိတယ် great ball မူတည်ပြီးတော့ဇင်းတုံးလေးပြောင်းသားတာလွဲရဆိုလို့ရှင်ကျန်တဲ့ဟာတွေကအကုန်လုံးကနီးနီးဆက်ဆက်တူတာဖြစ်တဲ့အတွက်ပေးရတဲ့စီးနဲ့ပြန်ရတဲ့ performance နဲ့ကမဆိုးလို့ပြောရမယ်ပြလို့ရှင်သူဒီမှာပေါ့နော် CRI design ဆိုလို့ရှင်လည်း MG4 ရဲ့ design နဲ့စင်တူတယ်ထင်ရပေမဲ့သူကသူနည်းနည်းလေး modify လုပ်ထားတာလေးတွေးရတယ်ကျွန်တော်ဒီဘက်မှာဆိုလို့ရှင် crew control တွေဒီဘက်မှာ media control တွေအပြင်မှာမှာဒီဘက်မှာကျွန်တော်တို့ကခလုတ်တင်တဲ့နောက်ထပ် key တွေပါ assign ပေးထားတာကိုတွေးရတယ်ပြလို့ရှင်သူရဲ့ digital cluster ထားတဲ့ style မျိုးလေးတွေ infotainment ထားတဲ့ style မျိုးလေးတွေက mic တယ် dashboard မှာဆိုလို့ရှင်လည်း dashboard ကသူက ဟက်ပလတ်စတစ်နဲ့လေသာကိုရောပေးထားတယ်ပြီးရင်ကျွန်တော်သဘောကျဒီဒီဇိုင်းလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်သူသုံးထားတဲ့ဒီဇိုင်းလေးကမိုက်တယ်ချိုးသွားတဲ့အချိုးလေးတွေကလှတယ်ပြီးရင်သူကဘာမှအများကြီးထည့်ထားတာမတွေ့ရအောင် infotainment screen ပါမယ်ဗျာပြီးလို့ရှိရင်ဒီမှာကျွန်တော်ကျွန်တော်တို့ climate control တွေပြီးလို့ရှိရင်ကျွန်တော်အချက်ပြမီးတွေပြီးလို့ရှိရင်ကျွန်တော် media control တွေကိုခလုတ်နေနဲ့ပြန်ထုတ်ပေးထားတယ်သူက echo ဆိုလို့ရှိရင်လည်းကျွန်တော်သူထားပေးထားတဲ့ style ကမိုက်တယ်ဗျာသူကဒီလိုလေးလုပ်ပေးထားပြီးတော့အတွင်းထဲမှာ shutter ကိုအပြောက် design နဲ့ထားထားတယ်ရုပ်ရည်ကြည့်ဒါလေးကဘာမှမသိဘူးဗျာတေချာကြည့်တော့မှဒီကောင်လေးက အဲကွန်ရဲ့အတွင်းထဲကအဲကွန်ကိုရှတ်တာအဖွင့်အပိတ်တွေကိုလုတ်ပေးထားတဲ့ style မျိုးလေးလုံးဝအတွင်းထဲမှာအဲကွန်ကရှတ်တာအပြတ်ပုံစံမျိုးလေးတော့မြုပ်ထားပြီးတော့မှဒီ key လေးပြန်ထုတ်ပေးထားတာအဲ့ဒါလေးကမိုက်တယ်အဲဒီဘက်မှာကျွန်တော် center console မှာဆိုလို့ရှိရင်လည်းထားတာဘာရှိလဲဆိုတော့ကျွန်တော် capture လေးတွေ wireless charger လေးတွေကျွန်တော် gear style လေးတွေအဲ့ဒါလေးတွေကလည်းရိုးရိုးရှင်းရှင်းနဲ့တုံးထားတဲ့ material တွေ design တွေကအရင်အားရဖို့ကောင်းတယ်ပြီးလို့ရှိရင်လက်တင်ကုန်ရဲ့အတွင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ cargo space လေးတစ်ခုပါပြီးတော့အတွင်းထဲမှာကျွန်တော်တို့ဘာပါလဲဆိုတော့ကျွန်တော် type c type c port လေးနှစ်ခုပါလာမယ်ပြီးလို့ရှိရင် 12v socket လေးပါလာမယ်ဒါပဲ ထိုင်ကုန်ဆိုလို့ရှိရင်လည်းထိုင်ကုန်လေသာသာ quality အရင်ကောင်းတဲ့တဲမှာမပါပင်မဲ့မဆက်ဆက်ဆိုတဲ့ feeling မခံစားရဘူးတတောင်းတတဆိုတဲ့ feeling မျိုးခံစားရတယ်ပြီးလို့ရှိရင်ကျွန်တော်က ထိုင်ကုန်မော်တာတွေပါလာပြီအဲစီဟီတာစီကူလာပါမပါတော့ကျွန်တော်တို့ကဒီကောင်းကို infotainment ကိုလုံးဝဖွင့်ကြည့်လို့မရတာဖြစ်တဲ့အတွက်ဘလော့ဆန်မှာတော့မသိရသေးဘူးပြီးလို့ရှိရင်ကျွန်တော်တကားရဲ့ဖွဲ့စည်းတိစောက်ပုံဆိုလို့ရှိရင်လေရိုးရိုးရှင်းရှင်းပဲဒီမှာတကားလောချလေးပါမယ်တကားဖွင့်တာလေးတွေမှတ်တင်မှတ်ချလေးတွေကိုလဲတာရဲ့ပြီးလို့ရှိရင် hat plastic ရဲ့ pound tire style မျိုးလင်းနဲ့ရိုးရိုးရှင်းရှင်းပဲသုံးပေးထားတာကိုတွေ့ရတယ်နောက်ပြီးလို့ရှိရင်ကဒီကားမှာ version သုံးမျိုးရှိတယ်ဒီရဲ့ xk v ရဲ့ပေါ့နော် ဒီကလွယ် ex golf fio ကကျွန်တော်ကဆန်ရူပါလာပြီအဲ့တော့ဒီဆန်ရူလေးကိုကြည့်ပြီးတော့အလွယ်တကူခွဲလို့ရတယ်ကျန်တဲ့ဒီ x နဲ့ v နဲ့ကတော့ lowering နဲ့ standard rate ကွာဝါးရဲ့ပုံစံမျိုးလေးနဲ့ပဲကွဲသွားတာကျန်တဲ့အပိုင်းတွေကအကုန်လုံးတူတူပဲပြီးလို့ရှိရင်ကျွန်တော်ဆန်ရူအဖွင့်ပိတ်ဆန်ရူကအောက်ကဆန်ရှိတ်ကအဖွင့်ပိတ်ကိုဒီမှာကီးနေနဲ့ပေးထားတယ်ကျွန်တော်ဒီနောက်ဘက်တကားဖွင့်တာတို့ကျွန်တော်ဒီစာကြည့်မီလို့အဖွင့်ပိတ်တွေအကုန်လုံးကိုဒီမှာကီးနေနဲ့ပေးထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အရှိန်အဟုန်ဒီဇိုင်းကိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်တော်လေးသဘောကျတယ်အဲ့တော့နောက်ဘက်ဆိုကြည့်ရအောင် တို့အနောက်ခံရောက်ပြီပေါ့နော်။နောက်ခံရောက်တဲ့ခါမှာသုံးဆောင်တိုင်း Lebron နဲ့ Harden နဲ့ပြောရမှာပေါ့နော်။အဲဒီကောင်က SUV ကိုမှ crossover site ဖြစ်တာဖြစ်တဲ့အတွက် Lebron Harden ကတော့အများကြီးပြောကြမလို့။သူကသူအဆင်ပြေပြေလုံလုံလောက်လောက်ရှိတယ်။ကျွန်တော် Lebron ဆိုလို့ရှိရင်လည်းကျွန်တော်တို့အရှိမှ space ရမှာအကျယ်ကြီးပဲတွေ့ရတယ်။ Harden ဆိုလို့ရှိရင်လည်းအနေထားတစ်ခုရှိတယ်။အဲပြီးလို့ရှိရင်သူက round icon ဖြစ်သွားတာဖြစ်တဲ့အတွက်အနောက်မှာ icon box တွေတွေ့ရမယ်။အောက်မှာ USB type C လေးတစ်ပေါက်တွေ့ရမယ်။နောက်ပြီးရင်ဒီကောင်က3 seater ဆိုလို့ရှိရင်လည်း3 seater အပြည့်ထိုင်လို့ရမယ်။အောက်မှာခုံးနေပြုနေတာမရှိဘူး။တစ်ဆက်တည်း flat ဖြစ်တာဖြစ်တဲ့အတွက်3 seater ကောင်းကောင်းထိုင်လို့ရတယ်အလဲကလည်းနည်းနည်းလေးအဖောင်းနေရဆိုပေမဲ့အရင်စိုးစိုးဝါးမဖြစ်တာဖြစ်တဲ့အတွက်၃ယောက်ကတော့ထိုင်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် Emirates လေးပါမယ် Emirates ရဲ့အတွင်းထဲမှာ Capura လေးပါမယ်ပေါ့နော်ဒီကောင်ကတော့အတွင်းထဲမှာလဲလာချိုးချိုးပုံစံလေးကိုလုပ်ပေးထားရဆိုပေမဲ့ဒီပုံစံလေးရောနည်းနည်းလေးချီးဖြစ်တဲ့ဆိုတဲ့ဘက်ကိုခံစားရတယ်ဒါပေမဲ့ဒီကောင်ကလည်းအရေးကြီးတဲ့အပိုင်းမှာတော့မပါတာဖြစ်တဲ့အတွက်အဆင်ပြေတယ်အနောက်ဖက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဆင်ပြေလို့ပြောရမှာပဲအဲ့တော့ဒီကားလေးရဲ့အချက်လက်လေးနည်းနည်းပြောအောင် အဲ့တော့ကျွန်တော်တို့ဒီကားလေးရဲ့အချက်လက်လေးကိုပြောရမယ့်အချိန်ရောက်လာပြီပေါ့နော်အဲဒီကားလေးကတော့သူ့မှာကျွန်တော်မော်ရန်၃မျိုးရှိတယ် D ရယ် S ကဗီရယ်ဆိုပြီးတော့၃မျိုးရှိတယ် D နဲ့ X ကကြတော့ battery capacity က driving range ကကျူတယ်အဲ V ကတော့နည်းနည်းလေးပုံမြင့်သွားရပေါ့နော်အဲ့တော့ D နဲ့ X ကသူ့ရဲ့ battery capacity ကဆိုလို့ရှိရင်50 kWh ရှိတယ် driving range ကဆိုလို့ရှိရင်လည်း416 km တိရှိတယ် ပြီးတော့ရှိရင် S5 ရဲ့ VR ကြတော့သူကကြောက် battery capacity လည်းများသွားပြီ64 kWh ဖြစ်သွားပြီးတော့ကျွန်တော် driving range ဆိုလို့ရှိရင်လည်း950 km တိရှိတယ်ပေါ့နော်ပြီးတော့ရှိရင်သူရဲ့ torque ပေါ့နော် torque max ဆိုလို့ရှိရင်လည်း ဒီနဲ့ x မှာကအဲ250 Newton meter ရှိပြီးတော့ v မှာဆိုလို့ရှိရင်တော့350 Newton meter တိရှိတယ်။ဒါလေးကတော့ MTS5 မှာရှိတဲ့ version 3မျိုးရဲ့အချက်လက်အကျဉ်းလေးပဲဖြစ်ပါတယ်။အကျွန်တော်အခုတင်ဆက်ပေးကြတာကတော့56ကျင်းမြောက် Bangkok International Motor Show မှာပြသထားတဲ့ MG ရဲ့ MG S5 ဆိုတဲ့ကားလေးကြောင်းတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် Just Right ကတချုံပါ